မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာရှိတဲ့အကြမ်းဖက်ဆက်အာဏာရှင်ဟောင်းတန်းရွှေသမရဟောင်းသိန်းစိန်လက်ရှိအကြမ်းဖက်ဆက်ခေါင်းဆောင်မင်းအွန်လိုင်းတို့ရဲ့နေအိမ်များအပါအဝင်၆လုံးနဲ့နေအိမ်များစစ်ရုံးနဲ့သမရအိမ်တော်တို့ငလျင်တန်ကြောင့်စိုးစိုးဝါးဝါပြက်စီးသွားပြီးတော့စစ်အင်ဂျင်နီယာအဖွဲ့တွေကချက်ချင်းပြင်ဆင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ28ရက်နေ့မုံလွယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလျင်အကြောင်းနေပြည်တော်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်းဆောင်နဲ့ ခေါင်းဆောင်ဟောင်းများရဲ့၆လုံးတန်းနေအိမ်များပြက်စီးသွားပြီးတော့လူထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်အလားတူပဲနေပြီးတော့စိတ်ယုံတဲ့သမရအိမ်တော်တို့ဟာလည်းစိုးရွားစွာပြက်စီးသွားတယ်လို့သိရပါတယ်မင်းအောင်လိုက်နဲ့စိုးဝင်းအပါအဝင်စစ်ကောင်စီအဖွဲ့ဝင်များဟာအခြားသောနေရာများကိုပြောင်းရွှေ့နေထိုင်ခြင်းအစည်းအဝေးများကျင်းပခြင်းများကိုလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်အဲ့ဒီပြက်စီးသွားတဲ့၆လုံးတန်းကနေအိမ်များနေပြီးတော့စိတ်ယုံသမရအိမ်တော်တို့ကိုအကြပ်စစ်ကောင်ဆောင်မင်းအောင်လိုက်ရဲ့ဓာတ်ရိုက်စီမံကုတ်ကဲမှုနဲ့ စစ်အင်ဂျင်နီယာတပ်ဖွဲ့ကအထူးတပ်ဖွဲ့များဖွဲ့စည်းကချက်ချင်းပြင်ဆင်မှုများကိုလှုပ်ဆောင်လျက်ရှိကြောင်းတရေရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်နဲ့တက်ကုန်းမြို့နယ်တို့မှာရှိတဲ့ဝန်ကြီးဌာနရုံးနဲ့ဝန်ထမ်းအင်အားတွေမှာငလျင်ဒဏ်ကြောင်အဆောက်အဦတွေပြိုကျမှုများစွာဖြစ်ပေါ်ပြီးတော့တေဆုံးသူဝန်ထမ်းအရေအတွက်ဟာ230ကျော်အထိမြင့်တက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ချ်လာ28ရက်နေ့မွန်လွဲပိုင်းကနေပြည်တော်အလုံသမားကြီးဝန်ကြီးဌာနဝန်ကြီးရုံးပြိုကျခဲ့ရမှာအမြဲတမ်းအတွင်းဝင်ဒုဗိုလ်မူကြီးဟောင်းညိုဝင်းဟာဒဏ်ရာရရှိပြီးတော့တေဆုံးသွားတယ်လို့သိရပါဗျ။အလုံသမားဝန်ကြီးဌာနကဝန်ထမ်းအများပြားလဲဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ ်ဒါအပြင်နိုင်ငံသားရေးဝင်ကြီးဌာနကအရာရှိတချို့နဲ့ဝန်ထမ်းများဟာလည်းဒဏ်ရာရရှိသွားတယ်လို့ပြောပါတယ်အခြားသောဝင်ကြီးဌာနရုံးသားမှလည်းဒဏ်ရာရရှိသူများနဲ့တေဆုံးသူများများပြားတယ်လို့သိရပါတယ်။နေပြည်တော်ဝန်ထမ်းအင်အားကတော့တေဆုံးတာအယောက်200ကျော်နေပါပြီ။တပ်ကုန်းမှလည်းတေဆုံးတာအယောက်30ကျော်ရှိနေပြီ။တေဆုံးမှုများကတော့ဝန်ထမ်းအင်အားတွေပြိုကျပြီးတော့တေဆုံးသွားတာပါ။ဒဏ်ရာရရှိတဲ့သူတွေလည်းဖြစ်တယ်လို့စိတ်ကူးသမှုတွေကိုလှုံ့ဆော်နေရပါတယ်။သူ့ထက်ကစိုးရိမ်နေကြတဲ့လူတွေကြီးပဲလို့နေပြည်တော်သတင်းရင်းမြစ်ကပြောကြားထားပါတယ်။ ်လက်ရှိမှာနေပြည်တော်မှာရှိတဲ့ဝန်ထမ်းများနဲ့ဝန်ထမ်းမိသားစုများအားလုံးဟာလမ်းပေါ်မှာသာနေထိုင်အိပ်စက်နေကြရပြီးတော့ဝန်ထမ်းအင်အားအများစုဟာနေထိုင်ရမသင့်တော်တဲ့အခြေအနေကိုရောက်ရှိသွားပြီလို့သိရပါတယ်ဝန်ထမ်းအင်အားတွေအားလုံးကတော့ပြိုတဲ့ဟာတွေပြိုကုန်ပြီးမပြိုတဲ့ဟာတွေလည်းတိုက်တွေစောင်းကုန်တာဘင်းတန်းတွေကွဲအပ်တာတွေရှိတယ်လူနေထိုင်ဖို့မသင့်တော်တော့ပါဘူး မိသားစုတွေနဲ့ဝန်ထမ်းတွေကတော့အကွဲပြီးတော့စောင်းနေတဲ့တိုက်တွေထဲမှာလိုအပ်တာလေးတွေကိုဝင်ယူရုံမှာပဲနေတာနဲ့အိတ်တာကတော့အပြင်မှာပဲဒီတိုင်းလမ်းပေါ်မှာဖြာခင်းပြီးတော့အိတ်နေကြရတယ်အိမ်သာတက်တဲ့အချိန်ခဏလေးပြေးတက်လိုက်အိမ်ယာတွေထဲမှာတော့နေဖို့မသင့်တော်တော့ပါဘူးလာမယ့်တနေ့လာနေ့ရုံးတွေတော့မှတက်ဖို့ခက်ခဲမယ်လို့နေပြည်တော်ကဝန်ထမ်းတို့ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာငလျင်ကြီးလောက်ခတ်မယ်ဆိုတဲ့ကောလာဟာလာများကြောင်းပြည်သူများဟာညတကောင်အချိန်ကြီးမှာအထက်မြေတိုက်တာတွေပေါ်ကနေပြေးဆင်းပြီးတော့လမ်းပေါ်မှာနေထိုင်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မက်စလာ30ရန်နေတကောင်ရန်အချိန်မနက်တနာရီကြီးမှာငလျင်လောက်ခံမယ်ဆိုတဲ့ကောလာဟာလာများပြန့်နှံ့လာခြင်းဖြစ်ပြီးတော့လမ်းပေါ်ကနေပြီးတော့သတိထားကြရန်ငလျင်လာတော့မယ်ဆိုပြီးတော့အော်ဟစ်ပြောဆိုသွားတဲ့သူတွေကြောင့်ရန်ကုန်မြို့လေကောင်မှာရှိတဲ့မင်္ဂလာတောင်ကျောင်းလာတာကြောက်တရာစံကြောင်ဘဘဲရန်ဘိုးတထောင်အပါအဝင် အထက်မြင့်တိုက်တာတွေကပြည်သူများဟာလမ်းပေါ်ကိုပြေးထွက်လာကြတယ်လို့သိရပါတယ်။တချို့ကတော့တနအီခန့်အကြာမှာပြန်လည်တက်သွားကြတော့လေအများစုဟာမအိတ်ကြတော့ဘဲနဲ့လမ်းပေါ်မှာတစုအိတ်တိုက်ခန့်ဝရန္တာများမှာစူပေါင်းပြီးတော့နေထိုင်နေကြတယ်လို့သိရပါတယ်။ပြည်သူတွေလည်းကြောက်လန့်နေကြတာပေါ့။အဲ့ဒီငလျင်လာမယ်ဆိုပြီးတော့ပေါ်သွားတဲ့သူတွေကဘာလို့အဲ့ဒီလိုတွေလှုပ်သွားကြလဲမသိဘူး။မိကလည်းမလာဘူး။လမ်းမီးလောက်ပဲလာတာပါ။ ဘယ်သူမှမအိပ်ရဲကြဘူးစုလိန်နဲ့ပန်းကြနားမှာဆိုရင်လမ်းလေ platform တွေနားမှာပဲနေနေကြတာပါလူတွေကတော့အများကြီးပဲကျွန်တော်တို့ကတော့ငလျင်ဆိုတာအဲ့လိုကြီးလာမယ်လို့ခံမှန်းလို့မရဘူးဆိုတာရှင်းပြတယ်ဒါပေမဲ့အကုန်လုံးကကြောက်နေကြတော့ပြောလဲနားမဝင်ကြပါဘူးလို့ရန်ကုန်ကပြရိတ်တဓမ္မကရှင်းပြထားပါတယ် Facebook ပေါ်ကကောလာဟာလာများကြောင်းလူအများဟာအတက်မြင့်တိုက်တာတွေပေါ်ကနေပြေးဆင်းကြရမှာကျမကြီးမကောင်းတဲ့ပြည်သူတချို့ဟာလည်းအမောဖောက်တာတွေရှိတဲ့အတွက်ရန်ကုန်စေယုံကြီးအရေးပေါ်ဌာနကိုပို့ဆောင်ရမှုများလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တေဆုံးသူ230ကျော်လာပြီဖြစ်တဲ့နေပြည်တော်ငလျင်ဘေးမှာပိတ်မိနေသူများကိုကယ်တင်နိုင်ရအတွက်စင်ကာပူတပ်ဖွဲ့ဝင်များဟာ ဒီကနေ့မက်စလာ30ရာနှစ်ကစတင်ပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းများကိုစတင်လှုပ်ဆောင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်လှုပ်ခတ်မှုကြောင့်နေပြည်တော်ဇဘူတိရီမြို့နယ်တပြေကုန်းရပ်ကွက်တစ္ဆာနှစ်လမ်းမှာရှိတဲ့ပြိုကျပျက်စီးခဲ့တဲ့အဆောက်အဦအောက်မှာပိတ်မိနေတဲ့အသက်ရှင်နေသေးတဲ့ဒုရအုပ်ကိုကယ်ထုတ်နိုင်ရေးအတွက်မိသားစုဌာနကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဟာ SCDF စင်ကာပူနိုင်ငံကတပ်ဖွဲ့ဝင်များနဲ့အတူရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလှုပ်ဆောင်နေတယ်လို့မိသားစုဌာနကထုတ်ပြန်ထားပါတယ်။စင်ကာပူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စင်ကာပူ Civil Defense transpose SEDFK. ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့ဝင်အယောက်80ပါဝင်တဲ့ Operation Lionheart အဖွဲ့ဟာမြန်မာနိုင်ငံကိုမက်စလာ26ရက်နေမှာရောက်ရှိခဲ့ပြီးတော့အဲ့ဒီအဖွဲ့မှာရှာဖွေရေးခွေးလေးကောင်တွေပါဝင်က Avan Search and Rescue USAR ကရိယာများကိုလည်းယူဆောင်လာတယ်လို့ SCDF အဖွဲ့ထံကသိရပါဗျ။လက်ရှိမှာနေပြည်တော်ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများကိုမိသားစုဌာနကလုံဆောင်နေပြီးတော့မက်စလာ30ရက်နေမှာနေပြည်တော်ဥတ္တရသီရိမြို့နယ်ပင်လုံဆေးရုံကြီးမှာငလျင်လှုပ်ခတ်မှုကြောင့်အဆောက်အဦပြိုကျပြီးတော့ပိတ်မိ ိနေတဲ့အသက်80ကျော်အဖွားကိုအသက်ရှင်လျက်နဲ့ကယ်ထုတ်နိုင်ခဲ့တယ်လို့မိသက်တပ်ဖွဲ့ထံကသိရပါဗျ။ဒါအပြင်မက်စလာ30ရက်နေမှာနေပြည်တော်ဇဝူတီရီမြို့နယ်အတွင်းမှာငလျင်လှုပ်ခတ်မှုကြောင့်ဒနာသိတိရက်ွက်မှာရှိတဲ့တိုက်အမတ်1339အဆောက်အဦပြိုကျပြီးတော့ပြိမိသူများကိုဇဝူတီရီမြို့နယ်မိသက်စခန်းကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကပလဲအရာမိသက်တပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီးတော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နေပြီး ဒေဆုံးသူဂျာနာဦးမတုံးဦးကလေးမင်းကလေးတို့တို့ရဲ့ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းဆောင်ရွက်နေတယ်လို့မိသားတပ်ဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းနဲ့မန္တလေးမြို့တွေကိုဗဟုပြုတ်ပြီးတော့လှုပ်ခတ်ခဲ့တဲ့ငလျင်ရဲ့နောက်ဆက်တွဲဟာ မန္တလေးတက္ကသိုလ်ပင်မဆောင်မိလောင်မှုဖြစ်ပွားခဲ့ပြီးတော့ကချင်ပြည်နယ်အပါအဝင်မန္တလေးနဲ့သခိုင်းကတက္ကသိုလ်ဝင်ဆံမွေးပွဲအဖြစ်လွားပြီးအလုံးမိသားကိုပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2024 2025တက္ကသိုလ်ဝင်ဆံမွေးပွဲအဖြစ်လွားပြီးဖြစ်တဲ့ကချင်ပြည်နယ်က8669ရဲ့အဖြစ်လွားပြီးအပါအဝင်မန္တလေးတိုင်းကဖြည့်ဆို့သူ46,944ဦးရဲ့အဖြေလွာ၊သခိုင်းက 8331ဦးရဲ့အပြေလွှာတွေအားလုံးမီးလောင်ဆုံးရှုံးပျက်စီးသွားတယ်လို့စိတ်ကောင်းစီကပြောပါတယ်။ဒါပေမဲ့စိတ်ကောင်းစီအနေနဲ့အခုလိုမျိုးအပြေလွှာတွေမီးလောင်ဆုံးရှုံးသွားကြောင်းကိုပဲအတိပိတ်ထုတ်ပြန်ခဲ့ပြီးတော့စာမေးပွဲရလဒ်တွေကိုဘလို့ဆုံးဖြတ်မလဲဆိုတာကိုတော့ပြောဆိုသွားခြင်းမရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခန့်ချေးရွာမှာရှိတဲ့ကိုရနဲ့တပ်စခန်းကတပ်သားသုံးဟာလက်နက်အပြည့်စုံနဲ့တောင်တပ်မတော် TNL တပ်ဖွဲ့ထံမှပလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့နေ့လယ်3နာရီအချိန်မှာ TNL တပ်ဖွဲ့ထံကိုလက်နက်3လက်နဲ့အတူ၎င်းတို့ကအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။၎င်းတို့ကိုဦးဆောင်တဲ့ဗိုလ်ကြီးအဆင့်ရှိသူတဦးဟာ တိုက်ပွဲထဲမှာကြာဆုံးသွားခဲ့တဲ့အတွက်ကြောင့်ဦးဆောင်မဲသူမရှိတဲ့အတွက်အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။နောင်ချုံမျိုးကို TNL ပူပေါင်းတပ်ဖွဲ့ကပြီးခဲ့တဲ့နှစ်ဇူလိုင်လဒုတိယပတ်မှာတိုက်ပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ TNL ပူပေါင်းတပ်များဟာစစ်ရေးအရဗျူဟာကျပြီးတော့လမ်းပန်းဆက်သွယ်ရေးအရရေးပါတဲ့နောင်ချုံမျိုးတောင်ဘက်မှာရှိတဲ့တောင်ခန့်ချီပါက စစ်ကောင်စီတပ်ရဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ်မဆာခကိုရနဲ့နဲ့လက်အောက်ခံအမြောက်တပ်ရင်း၃ရင်းဖြစ်တဲ့အမတ354အမတ206နဲ့အမတ406တို့ကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ခွန်လာချော်ကြအောင်တိုက်ပွဲပြင်းထန်နေတဲ့တောင်ခမ်းဒေသကိုစစ်ကောင်စီကလေကြောင်း drone အပါအဝင်လူသူလက်နက်အင်အားဖြည့်တင်းထားပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုပြုလုပ်ပြီးတော့တိုက်ပွဲတွေပြင်းထန်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်တရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ